ုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေဒါပြည်ဦးလင်မြို့မှာအထင်ကရားတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒါကံတော်ကြီးတို့ကံတော်လေးတို့ကြားမှာလဲနေခြင်းနဲ့ကျွန်တော်တို့ဒါခြံလဲကျင်ရမယ်ပတ်ဝန်းကျင် ကောင်းကောင်းတစ်ခုလဲလိုခြင်းနဲ့ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်နောက်မှာရှိတယ်ကျွန်တော်တို့ဒါပတ်ဝန်းကျင်ကောင်းကောင်းတစ်ခုမှာတီဆောက်ထားတဲ့ white house လေးတစ်လုံးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးပါမယ်။ဟုတ်ကဲ့ဒါဒီအိမ်လေးအားဆိုရင်ကျွန်တော်ဒါ modern classic design နဲ့ဒါလှလပပဒါ design ရေးဆွဲပြီးတော့ဒါတိဆောက်ထားတယ် RC နှစ်ထပ်တိုက်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါချမ်းအကျယ်လေးကျွန်တော်တို့ဒါဒီလိုကပေ80ကျယ်မယ်ကျွန်တော်တို့ဒါအင်ရှင်းမျက်နှာစာမှာပေ60ကျယ်မယ်ဒီချမ်းခွက်လေးကတော့ကျွန်တော်တို့ဒါလမ်းနှစ်ဖက်တင်တောင်းခွက်လေးဖြစ်ပါတယ်ခင်ဗျာအင်ရှင်းမှာလည်းကျွန်တော်တို့ဒါ landscaping လှလှလေးနဲ့ကျွန်တော်တို့ဒါပန်းပင်လှလှလေးနဲ့လုံးဝဒါတန်ဒီပုံဖော်ထားတယ်ကပန်ကင် area ဖြစ်တယ်ကျွန်တော်တို့ဒါဒီ map မှာဆိုလဲဒါ tissue ပင်လေးတွေနဲ့ န်းပင်လေးတွေနဲ့တော်တော်လေးလှပနေတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမယ်ဒါဒီဘက်မှာဆိုလဲဒန်းလေးတွေနဲ့ပေါ့နော်တော်တော်လေးမိုက်တယ်ဒီအိမ်လေးကကျွန်တော်ဒါ holiday ဟုတ်အနေနဲ့လဲကျွန်တော်ဒါတရက်ကို3သိန်းလောက်ရတယ်လို့ကျွန်တော်သိရတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့နေထိုင်မယ်ဆိုရင်လဲပတ်ဝန်းကျင်အရန်ကောင်းတဲ့ကျွန်တော်ဒါကန်တော်ကြီးကန်တော်လေးကြားမှာလဲတီရှိတဲ့အိမ်လေးတစ်လုံးလဲဖြစ်မယ်မနေထိုင်ခြင်းမူကျွန်တော်ဒါစီဝါရေးတစ်ခုအနေနဲ့လုပ်မယ်ဆိုရင်လဲ holiday ဟုတ်အနေနဲ့ကျွန်တော်တို့ငားရမ်းပြီးတော့ကျွန်တော်ဒါတရက်ကို3သိန်းရတဲ့အနေထားလေးရှိတဲ့အိမ်လေးဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးဟာဆိုရင်ကျွန်တော်ဒါလမ်းတစ်ဖက်တင်ဒေါင်းကွက်ပေါ်မှာလဲတီရှိတယ်ဒီ ကားပါခင်အနေနဲ့ကလည်းကျွန်တော်ဒါကား456စီရတော့ AACC လေးဒါရက်လို့ရတဲ့အနေထားလေးမှာရှိတယ်။ဒီအိမ်လေးထဲမှာဆိုရင်လည်းကျွန်တော်ဒါအိတ်ခန်း၄ခန်းပါမယ်။ကျွန်တော်ဒါ Dining and Kitchen Room နဲ့ Living Room နဲ့ဖျားခန်းနဲ့အားလုံးဖွဲ့စည်းတည်ဆောက်ထားတာကိုလည်းကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်နဲ့တူဒါအိမ်လေးထဲကိုဝင်ရောက်လေ့လာဖို့ကိုလည်းကျွန်တော်မိတ်ဆွေတွေကိုဖိတ်ခေါ်ပါတယ်။လား။ဒါသူကအိမ်လေးကဒါဒီဘက်မှာလည်းကျွန်တော်ဒါဝရဏာတွေပါတယ်။ ဒါဒီဒီဘက်မှာဆိုလဲကျွန်တော်တို့ဒါအပြင်အိမ်ခန်းလေးတွေပေါ့ဒါအပြင်ဘက်မှာဆိုလဲဒါအပြင်အိမ်ခန်းလေးရလဲဒါတော်တော်လေးကျယ်တဲ့အနေအထားလေးရှိတယ်ဒါကျွန်တော်အိမ်ထဲကိုဝင်ဝင်ချင်းပဲဒါ living room ပေါ့နော် living room ရဲ့ကျွန်တော်ဒီမှာဘားကောင်တာလေးရှိမယ်အဲဒီဘက်မှာတော့ဒါ dining kitchen room ဖြစ်တယ်ဒါ living room လည်းတော်တော်လေးကျယ်တယ်ဘားကောင်တာလေးနဲ့ partition လောက်ထားတာလေးရလဲတော်တော်လေးလှတဲ့အနေအထားလေးရှိရနောက်ထပ်ဒါဒီဘက်မှာဆိုလဲဒါ လဘယ်တော့အခန်းကျယ်ကြီးပေါ့နော်ဒီမှာစာဖတ်ဖို့အတွက်စာအုပ်စင်လေးရှိမယ်ဒါစာကြည့်ခန်းလေးနဲ့ဒါတွဲထားတဲ့အနေထားလေးရှိတယ်အခန်းကလည်းတော်တော်လေးကျယ်တယ်ဒါဒီအခန်းဆိုရင်ကျွန်တော်ဒါ15ပေပေအစိတ်လောက်ကျယ်ဝန်းမဲ့အနေထားလေးရှိတယ်ဟုတ်ကဲ့ဒါကျွန်တော်ဒီအိမ်အောက်ထပ်မှာဆိုရင်ဒါ living room ရှိမယ်ဒါကျွန်တော်နောက်မှာမြင်တွေ့နေရတယ်ဒါ ကစ်ချင်ရုံးရှိမယ်စောစောကကျွန်တော်စာကြည်ကန်းနဲ့တွဲထားတယ်ကျွန်တော်ဒါဒိုင်းနေရုံးနဲ့စာကြည်ကန်းလေးတွဲရအခန်းကျယ်လေးတစ်ခန်းပါမယ်နောက်ထပ်ကျွန်တော်ဒါဒီအိမ်အောက်ထပ်မှာဆိုရင်မတ်စတာဘက်ရုံးတစ်ခန်းပါမယ်ဒါကတော့ကျွန်တော်ဒါမတ်စတာဘက်ရုံးတစ်ခန်းဒါကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲမတ်စတာဘက်ရုံးကတော်တော်ကိုကျယ်တဲ့အနေထားလေးရှိတယ်ဒါအိမ်ရဖွဲ့စည်းပုံကောင်းတယ်လို့ပြောလို့ရတယ်ဒါဆိုရင်လည်းကျွန်တော်ဒါမွေရီဂရေနေဖာနီချာအပြည့်စုံနဲ့ရရှိမယ်ကျွန်တော်ဒါအိမ်လေးတစ်လုံး ဖြစ်ပါတယ်ခင်ဗျာဒါဒီဘက်မှာဆိုရင်လဲကျွန်းဗီဒီယိုကြီးတွေပါမယ်ဒါတော်တော်လေးကျဲတဲ့နေသားလေးရှိတယ်ဒီဘက်မှာလဲကျွန်တော်ဒါစာချီစပွဲလေးတွေပါမယ်ဒါအခန်းတွေကတော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်ဒါဟိုတယ်တစ်ခုကိုရောက်သွားသလိုမျိုးဒါ modernite ဆန်ဆန်ဒါဖွဲ့စည်းထားတဲ့အိတ်ခန်းတွေဖြစ်တယ်။ဒါကျွန်တော်ပြအောင်မယ်။ဟိုရေချိုးခန်းနေရာစတော်တော်လေးမိုက်တယ် အဲဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ကရှာဝါတယ်တော်တော်လေးမိုက်တယ်မှန်တဲ့ပါတီရှင်းလောက်တာဒါတော့ဘူတိုင်းပေါ့နော်ဒီမှာဗတ်တက်တွေပါမယ်ဒါရစ်ချိုးကအိမ်သားလည်းတော်တော်လေးကျေတယ်နောက်ထပ်ကျွန်တော်တို့ဒါမာစတာဘက်ရုံးအပြင်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါမိတ်ရုံးလေးတစ်ခန်းရှိမယ်ဒါမိတ်ရုံးလေးပေါ့နော်မိတ်ရုံးလေးရတော့နည်းနည်းတော့ကျင်းတယ်ဒါဟိုဟာ7ပေ7ပေ8ပေလောက်လေးကျေမဲ့မိတ်ရုံးလေးဖြစ်တယ်ဒါဒီဘက်မှာတော့ကျွန်တော်တို့ဒါဘုံရစ်ချိုးကအိမ်သားဖြစ်တယ်ဒါအောက်ထပ်ရဲ့ ကျွန်တော်ဒါဖွဲ့စည်းပုံဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်အပေါ်ရက်ကို လိုက်ပြမယ်ဒါဆိုရင်ကျွန်တော်ဒါလေကားကကျွန်းပါကေးတွေအကုန်အပြည့်ခင်းထားပြီးသားဖြစ်ပါတယ်ခင်ဗျလျှမ်းနေဆိုရင်လည်းဒါကျွန်းသားအစစ်တွေကိုအသုံးပြုထားတယ် ဒါလေကားတတ်ရတာလည်းပြည်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 လေးဖြစ်တယ်လေကစားအောင်လည်းကျွန်တော် lighting တော်တော်လေးဝင်တဲ့အနေထားလေးရှိတယ်ဒီမှာလည်းမီဆိုင်လေးတွေတတ်ထားတော့တော်တော်လေး modernize ဆန်တာကိုကျွန်တော်မိတ်ဆွေမြင်တွေ့ရမယ်အကုန်လုံးကတော့ကျွန်တော်တို့ဒါကျွန်းပါခေးတွေကိုအပြစ်ခင်းထားတဲ့အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ဒီအိမ်အပေါ်တတ်မှာဆိုရင် master bedroom တစ်ခန်းရှိမယ် single bedroom နှစ်ခန်းရှိမယ်ဖရားခန်းရှိမယ်ကျွန်တော်တစ်ခန်းချင်းလိုက်ပြမယ်ကျွန်တော်မိတ်ဆွေတို့ဒါဆိုရင်တော့ဒါကျွန်တော်တို့ single bedroom အခန်းကျယ်ပေါ့နော် အဲဒီမှာကျွန်တော်တို့ဒါနည်းဆုံးလူ၄ယောက်လောက်အိတ်လို့ရတယ်ကျွန်တော်ဒါမှုရတွေပါမယ်ကျွန်တော်တို့ဒါအခန်းတော့တော်တော်လေးကျယ်တဲ့အနေထားလေးရှိတယ်နောက်ထပ်ကျွန်တော်မဆာဖရွန်ထပ်ပြမယ်အဲဒါကျွန်တော်ဒါမဆာဖရွန်အဲဒီမှာဝင်ဝင်ချင်းကျွန်တော်ဒါရေချိုးခန်းအိမ်သာရှိမယ်ဒါဒီဘက်မှာတော့ကျွန်တော်တို့ဒါကရင်တလုံးချထားတယ်လိုက်ကာတွေကတော့နှစ်ဖက်လုံးအပြစ်တက်ထားတယ်လိုက်တင်းအရန်ဝင်တယ်တော်တော်လေးအခန်းကျယ်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ ဒါအိတ်ခမ်းလေးတစ်ခမ်းဖြစ်တယ်။အာဒီမှာလဲစာကြည့်မီးတွေပါမယ်။တော်တော်လေး modernize ဆန်တဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒါဒီဘက်မှာဆိုရင်ဒါ single bedroom ဒီ single bedroom လဲကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲတော်တော်လေးကျယ်တယ်။မြင်းနေရတဲ့ furniture တွေအကုန်လုံးပါရှိမဲ့အိမ်လေးတစ်လုံးဖြစ်တယ်။အိတ်ခမ်းတွေကတော့ပြောစရာမလိုအောင် lighting အရန်ဝင်တယ်ကျွန်တော်ဒါမှန်တယ်တော်တော်လေးတုံးထားတယ် တင်းပေါက်တွေရာလဲနောက်ထပ်ကျွန်တော်ပြအောင်မယ်ဒါဖျားခမ်းပေါ့နော်အာဒီမှာဖျားခမ်းပဲလှုပ်လို့လောလောဆယ်တော့ကျွန်တော်တို့ဒီမှာဒါ keyboard လေးချထားတယ်ဒါကတော့ relaxing လှုပ်လို့ရအောင်မလို့ဒါ area လေးတစ်ခုကျွန်တော်ဒါ fan လေးပေးထားတယ်အနေထားလေးရှိတယ်ဒါကျွန်တော်မိတ်ဆွေတွေအနေနဲ့ကဒီမှာဖျားခမ်းလေးလှုပ်မယ်ဆိုရင်လည်းရတယ် ဒါလိုက်တင်လဲတော်တော်လေးဝင်တယ်ဒီမှာဆိုရင်လည်းဒီအခန်းရဲ့အကျယ်ကကျွန်တော်တို့ဒါ7ပေဟို12ပေ73ပေလောက်ကျယ်မဲ့အခန်းလေးတစ်ခန်းဖြစ်တယ်ဟုတ်ကဲ့ဒါဒီအိမ်လေးဟာဆိုရင်ကျွန်တော်ဒါပြည်ဦးလင်မြို့ရဲ့ကံတော်ကြီးကံတော်လေးရှားမှလည်းတည်ရှိတယ်ကျွန်တော်ဒါဒီအိမ်လေးကိုလာမယ်ဆိုရင်ကျွန်တော်တို့ပြည်ဦးလင်မြို့ရဲ့ကံတော်ကြီးသွားရလမ်းပေါ်မှာတည်ရှိတယ်ကျွန်တော်တို့ဝင်းယူနတီဟိုတယ်ဘေးလမ်းကနေဝင်လာမယ်ဆိုရင်ဒါ2မိနစ်လောက် ဒါဝင်လိုက်ယုံနဲ့ရောက်ရှိမဲ့အိမ်လေးတစ်လုံးဖြစ်တယ်ကျွန်တော်ဒါလမ်းနှစ်ဖက်တင်ဒေါင်းကွက်လည်းဖြစ်တယ်လို့ချမ်းအကျယ်လည်းပေး60 80ကျယ်တဲ့အတွက်တော်တော်လေးဒါကျယ်ဝန်းတဲ့အနေထားလေးမှာရှိတယ်အိမ်လေးတစ်လုံးဖြစ်တယ်အိမ်လေးကလည်းကျွန်တော်မိတ်ဆွေတွေဒါဆော့ဆော့မြင်ခဲ့သလိုပဲ modern classic design နဲ့ကျွန်တော်ဒါတီးဆောက်ထားတဲ့အိမ်လေးလည်းဖြစ်တယ်အတွင်းအခန်းပိုင်းတွေကလည်းတော်တော်လေးကျယ်တယ်တော်တော်ကိုဒါစိတ်ကူးကောင်းကောင်းနဲ့ဒါ design ရေးဆွဲထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ် ဒါပိုင်ဆိုင်မှုအနေနဲ့ကလည်းကျွန်တော်တို့စာရွက်စတမ်းပိုင်းအရန်ခိုင်ပါတယ်ကျွန်တော်တို့ဒါဂရမ်မီအမျိုးအစားလည်းဖြစ်တယ်ဂရမ်သက်တမ်းလည်းကျန်တယ်ဒါရောင်းချမဲ့ပိုင်းရှင်အမည်ပေါလည်းဖြစ်လို့ကျွန်တော်မိတ်ဆွေတွေဒါစိတ်ချလက်ချဝယ်ယူလို့ရတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအိမ်လေးကိုကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျပ်သိန်း15000ကိုကျွန်တော်တို့ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲကျွန်တော်မိတ်ဆွေတွေကိုဒါပိုင်းရှင်နဲ့တိုက်ရိုက်တွေ့ပြီးတော့ကျွန်တော်ညှိနှိုင်း ရောင်းချပေးမှာဖြစ်တဲ့အတွက်ဒီအိမ်လေးကိုစိတ်ဝင်စားရတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39986569649ကိုဒါအမြန်ဆုံးဆက်သွယ်ပေးဖို့ကျွန်တော်မိတ်ဆွေတွေကိုဒါဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ